ကောင်းဆုံးကာထာလေးအမြဲတမ်းရွတ်ဖို့အရိယစပြောလိုက်တာဟုတ်လားဘုဒ္ဓတာလောကဓမ္မေဟိစိတ်တန်ယတ္တနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုတ်တမယန္တာရှင်မြတ်တို့ရဲ့စိတ်တည်လောကဓာတ်ဆိုတဲ့အတွေ့အကြုံတို့ကြောင့်တုံ့လုံမှုမရှိဘူးစိုးရိမ်မှုမရှိဘူးစိတ်မှမြူညက်ကြီးပေချံသွားတာမရှိဘူးဘေးဖြစ်သွားတယ်ဆိုတာမရှိဘူးဒီလေးမျိုးဟာအလွန်မှမြင့်မားတဲ့မင်္ဂလာတရားဟုတ်လား ဒီဂါထာလေးနဲ့တွဲပြီးတော့နောက်ထပ်ရွတ်ဖို့ဂါထာလေးတစ်ခုပြောလိုက်သေးရနော်။သေလောယထာဧကကနောဝါတိနာနသမိရတိဧဝနေနာပတန္တာတုနသမိစန္တိပဏိတာ။ကြောက်သားပဂတိနဲ့ပြီးနေတဲ့ကြောက်တောင်ကြီးဟာအရလေးမျက်နာကတိုက်ခတ်လာတဲ့လေတို့ကြောင့်တုံလှုပ်မှုမရှိတယ်လို့ချီမွန်ရင်ကဲ့ရဲ့ခြင်းဆိုတဲ့လေသံတို့ကြောင့်ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာတုံလှုပ်တယ်ဆိုတာမရှိဘူးတဲ့။ဘလို့အားကြရအောင်နော်။ လိုရွတ်လိုက်တာနဲ့ကိုပဲတော်တော်လေးတော့ငြိမ့်သွားမယ်နော်ဟုတ်လားနော်